ငယ်ရွယ်နှုတ်ပြောခြင်းရဲ့လျှို့ဝှက်ချက်နှုနယ်ပြုံမြင့်ခြင်းကိုလူတိုင်းလူလားကြမယ်နဲ့တူပါတယ်။အိုမင်းရော်မှုကိုကာကွယ်ဖို့ငွေကြေးနဲ့အချိန်တွေအမြောက်များသုံးစွဲခဲ့ကြတာခက်ဆက်ဆက်ပါပဲ။ဒီတော့ငွေကုန်ကြေးကြမများပဲနဲ့ငယ်ရွယ်နှုတ်ပြောနေစေမဲ့လျှို့ဝှက်ချက်ကိုပြောပြမယ်ဆိုရင်အားလုံးပဲစိတ်ဝင်စားမယ်လို့ထင်ပါတယ်နော်။အဲ့ဒါကတော့အခုပြောပြမယ့် super food ရှင်မျိုးကိုလက်လန်းမိတယ်လို့စားသုံးပေးဖို့ပါပဲ။နံပါတ်1ဇီးပြူသီးဗီတာမင်စီပေါ်ကျွဲဝါတဲ့ဇီးပြူသီးကို ပြုတ်စားထောင်စားတုတ်စားကြသလိုစာငံပြာရေးငရုတ်သီးမှုတွေနဲ့လည်းအကျဉ်းပေါင်းလှုပ်ရှားတတ်ကြပါတယ်။ကော်လာဂျင်ထုတ်လွှတ်မှုကြာဆင်းလာတဲ့တက်ကြီးပိုင်းအမျိုးသမီးတွေအတွက်ဇီးပြူသီးဟာသဘာဝကော်လာဂျင်တစ်မျိုးလိုတောင်ဆိုရမှာပါ။နံပါတ်1နန်းနွင်းမိဖို့ကြောင့်ရင်မရှိမဖြစ်နန်းနွင်းမှာကာကူမန်ဆိုတဲ့ဓာတ်တူဆန့်ကျင်ပစ္စည်းတစ်မျိုးပါပါတယ်။ဒီတက်ကအယောင်ကျစေတယ်အသားရေကိုဝါဝင်းစေပါတယ်။အိန္ဒိယကမင်္ဂလာပွဲတွေမှာ နတ်နွင်းတုတ်လင်းပေးတဲ့ဒလီကအထင်ရှားဆုံးသက်သေပါပဲနော်နံပါတ်3 green tea အရွယ်မတိုင်ခင်အိုမင်းရော်ခြင်းကင်းဝေးခြင်းရင်အကောင်းဆုံးအဖော်ကလက်ဖက်စင်းကြီးတစ်ခွက်ပါပဲလက်ဖက်စင်းမှာ polyphenol ဆိုတဲ့ဓာတ်မျိုးပါဝင်နေပါတယ်သူကသွေးလက်ပတ်စီဆဲမှုကိုကောင်းမွန်စေရုံမကပဲအရွယ်မတိုင်ခင်အိုမင်းရော်ခြင်းကိုကာကွယ်ပေးပါတယ်နံပါတ်4 berry tea များ အသက်အရွယ်ကြီးလာခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့အသားရည်တွေရော့ရဲလာတာ အရေးကြောင်းတွေပေါ်လာတာဟာဓာတ်တိုးပစ္စည်းတွေကြောင့်ဖြစ်ပါတယ်။ဗီတာမင်စီကျွေးဝါးတွေ၊စတော်ဘယ်ရီ၊ဘလူးဘယ်ရီ၊ဘလတ်ဘယ်ရီသီးတွေကတော့ဓာရီကိုတိုက်ထုတ်နိုင်စွမ်းရှိပါတယ်။နံပါတ်၅ Dark Chocolate ဒက်ချိုကလက်မှာ flavonoid ဆိုတဲ့ဓာတ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ဒီဓာတ်ပေါင်းကပိုးသက်ပေးတယ်၊ရောင်ရမ်းတော်တွေကိုတက်တာစေတယ်၊အဖုချိတ်တွေဖြစ်ခြင်းကိုတားဆီးပေးပါတယ်။ကိုကိုမွန်80ရာခိုင်နှုန်းနဲ့အထက်ပါဝင်တဲ့ဓာတ်ချိုကလက်တွေဟာ သွေးလည်ပတ်စီစင်တာကိုအထောက်အကူပြုပါတယ်။အရေပြားကိုစုပြည်စီတာမို့လက်ဆွဲထားတင်ပါတယ်။နံပါတ်6ထောပတ်သီးအကျိုးပြုအစီဓာတ်ပါဝင်နေတဲ့ထောပတ်သီးဟာရေဓာတ်ဖြည့်ပေးနိုင်စွမ်းရှိတဲ့အပြင်ဗီတာမင် E လည်းပါဝင်နေတာကြောင့်အရေပြားကျန်းမာရေးအတွက်အစာသုံးပေးတင်ပါတယ်။နံပါတ်9ဟင်းနုနယ်မျက်စိအားကောင်းခြင်းရင်ဟင်းနုနယ်စားပါဆိုတဲ့စကားကိုကြားပူကြမှာပါ။တကယ်တော့ဟင်းနုနယ်မှာဗီတာမင် A, C, E, K တို့ပါဝင်တာကြောင့် မျက်စိအားကောင်းရုံနဲ့မကပါဘူးအသားရည်အစိုးပြပြီးဝမ်းချုပ်ခြင်းကိုကောက်ွယ်ပေးတာကြောင့်ဦးလန်းချောင်းကိုတန့်စင်ပေးနိုင်ပါတယ်နော်နံပါတ်၈တစ်ကြားသည် Omega 3 fatty acid ပါဝင်နေတဲ့တစ်ကြားသည်စားပေးရင်အုံနောက်လုပ်ငန်းဆောင်တာတွေကောင်းရုံမကပဲအသားရည်ကိုညှဉ်းနှွမ်းစေတဲ့ cell အဟောင်းတွေနေရာမှာ cell သစ်တွေဖြစ်ပေါ်လာစေပါတယ်အခုပြောပြပေးခဲ့တဲ့အစားအစာတွေကကိုယ်အနီးနားမှာပဲရှိနေတဲ့အရာတွေဖြစ်လို့စားသုံးဖို့လွယ်ကူမယ်လို့လည်းမျှော်လင့်ပါတယ် ဒီအစားအစာရှင်မျိုးကိုစားသုံးကြည့်ရင်တကယ်ပဲငယ်ရွယ်နှုပြူလာတယ်ဆိုရင် comment မှာအတွေ့အကြုံတွေလာရောက်ဝင်မျှပေးကြပါအောင်နော်။